Kenkut Chancho Wellwood ကိုထိုင်းလိုဘယ်လိုပြောရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာလာမျှဝေပေးမယ်ဒီ Kenkut Chancho Wellwood ကိုဘယ်လိုပြောရမလဲဆိုတဲ့ဟာမေးထားတဲ့လူတွေရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီမှာကဒီဗီဒီယိုမှာလာပေးမှရှင်းပြပေးမယ်ထိုင်းစာခါကြတော့အင်္ဂလိပ်စာနဲ့သင်ရတာတိုက်ရိုက်အတိတ်တည်းတရားမှုမရှိဘူးပေါ့နော်သိမရှိဘူးရှင်းပြရရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ထိုင်းစာရဲ့သဘောတရားထိုင်းစကားရဲ့သဘောတရားက Sanskrit ကနေ ပေါက်ဖွာလာတဲ့စာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာစာအနေနဲ့တိုက်ရိုက်ရှင်းပြရတယ်ရှမ်းစကားကရင်စကားအဲ့လိုမျိုးကနေတိုက်ရိုက်စာလုံးတွေရှင်းပြထားတဲ့ဆိုပိုကောင်းတာပေါ့နော်ဥပမာဒီတရားတွေနဲ့ပတ်သက်တယ်ဆိုလို့ရှင် grammar တွေနဲ့ပတ်သက်တာဆိုလို့ရှင်ကျွန်မရဲ့ဒီ level 3စာအုပ်ထဲမှာပေါ့နော်ကျွန်မရဲ့ဒီ level 3စာအုပ်ထဲမှာရှင်းပြထားတာအဲ့ဒီနည်းအတိုင်းဆိုပိုလွယ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေကတချို့မြန်မာစာထက်အင်္ဂလိပ်စာအင်္ဂလိပ်စကားကိုပိုရတာပေါ့နော်အင်္ဂလိပ်စာရဲ့သဘောတရားပိုပြီးမှရကြတဲ့လူတွေများတာဖြစ်တဲ့အတွက်ကြောင့်မလို့ အဒီစကလုံးတွေကိုအင်္ဂလိပ်လိုမျိုးပဲသိချင်တယ်ဆိုတဲ့ပုံစံနဲ့အများကြီးရှိတာပေါ့နော်အဲ့လိုမျိုးစိတ်ဝင်စားတယ်ဆိုရင်အင်္ဂလိပ်လိုစိတ်ဝင်စားတယ်ဆိုပြီးတော့ comment မှာရေးပေးလိုက်နော်ဒီမှာအဲ့လိုမျိုးစိတ်ဝင်စားတယ်လို့ညားတယ်ဆိုလို့ရှင်ဖြည့်ဆည်းပေးချင်တယ်ပေါ့နော်တင်နေတဲ့တင်ကြားနေတဲ့အပိုင်းကိုလေ့လာတဲ့လူအတွက်သားစာတာဖြစ်တဲ့ information တွေနဲ့ကိုလုတ်ပေးချင်တာပေါ့နော်အဲ့ခါကျတော့ cancer လုံးကနေလာစမယ်ပေါ့နော်တိုင်းစာကအတိတ်ကိုတိတ်မတုံးဘူးသူတို့ကအတိတ်နဲ့ပြည့်စုံပိုင်နဲ့တူတယ်အဲ့ဒီအတိတ်စာလုံးကအတိတ်မှန်သိအောင်ဆိုလို့ရှင် မနေ့ကမနေ့တုန်းကအဲ့လိုမျိုးစာလုံးနဲ့တောင်းတုံးလို့ရတယ်လို့လာတယ်ဆိုတဲ့စာလုံးပုံမှာဆမတို့မြန်မာစကားစားခဲ့တယ်ဆိုရင်စားလာတယ်သမင်းစားလာပြီအဲ့လိုမျိုးရှိတယ်လေနော်ဒုနည်းသူရဲ့ထိုင်းစကားကလည်းအဲ့လိုပုံစံနဲ့တုံးတာသူတို့ကတိတိကျကျဟိုအင်္ဂလိပ်စာလုံး ED ပေါင်းတာတို့ past tense ဖြစ်သွားတာတို့ပါတို့ဆိုတဲ့ဟာရှင်းပြရတာပုံတွေတိတ်မရှိဘူးပေါ့နော်အခါကျတော့ cancer လုံးကိုလာပြောမယ် cancer လုံးကထိုင်းလိုမျိုးစာမပြီးတော့ กันแล้วตีรอดได้แสดงสางสามารถปาดีเชได้สารลงอเมริกันปาดเป็นตัวคอมโบมันตัวอัแทรงด้วยสกัลลงคิดเดสามารถแสดงสกัลลงปาได้ ได้แสดงสกัลลงปาผู้ประมา ฉันสามารถทำได้ตรงนี้ I can do ก่อนเนาะฉันสโซลเชงอ่ะฉันแสดงสกัลลงกับ I เนี่ยตัวเลยยวจะารีเลตโตเลยยานี่วมีเลีเลตโตเลยยานี่ไม่พิจารณจะสด้สกัลลงตรงเช่นนี้จำนวนส่วนผมอ๋อเนาะผมสามารถทำได้ทำสำหรัโลกเด สามารถเนี่ยได้ในการ can เนี่ยตําพูดถูกเลยป่ะเนาะ I can do ผมสามารถทําได้ mainly ส่วนฉันสามารถทําได้อะไรแบบนี้ขึ้นเดี๋ยวป่ะเนาะเดี๋ยวแล้ว I cannot do ส่วนไม่สามารถทําได้ ผมไม่สามารถทําได้หรือตรงก็อย่างเงี้ยเนาะ ไอ้จังท้ายเนี่ยตะคาตะลีจ่ายสามารถจะจะกระลงโหตัวเผาะท่าดาขึ้นได้แต่จังไม่รู้ท้ายสกาเปาะตัดล่ะท้ายสกาเปาะไหนล่ะဆိုလို့ရှင် uh, can you speak Thai ဘောနော် are you able to speak Thai ဆိုလို့ရှင်ဖို့ Thai ได้ไหมဆိုတော့သူတို့မေးလေးရှိတာဘောနော်สามารถพูด Thai ได้ไหมဆိုတဲ့စကားလုံးပုံစံနဲ့သုံးတာဖြစ်တယ်အဲ့ဒီအဲ့ဒီစကားလုံးကสามารถဆိုတဲ့စကားလုံးကိုဖြောက်ပြီးမှ die ဆိုတဲ့စကားလုံးတစ်လုံးတည်းပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ဘောနော် can เนี่ยနောက်တစ်ပတ်တစ်ခုခါကြတော့ pen လို့သုံးလို့ရတယ် depend ကဖြစ်တယ်တတ်တယ်ဘောနော်ဆိုလိုချင်တာက I can drive a car ဆိုလို့ရှင်ฉันขับรถเป็นจะรู้ยาเด้ ฉันขับรถได้รถกเอลุยาเด่ต้อมาอ I am a driver เซฉันเป็นคนขับรถรถตองยาเดจะมาการฉันรูปเดียวได้เนี่ยมา I สุดได้สารลงกูซาติวเดสุดได้แข่งอยู่เช่นนี้งาสุดได้หาบ่เนาะโอ้ย้ายไซเนงาเราไม่เข้าวิญเนาะอุปมาโอโอมิงเลียวยาจารีโอตรงโรยาเดเอ่อสารลงกูซาติวสารลงเกี่ยวับทาระบ่เนาะตะเกียงกะจะมาเสียงดีฉันจะนอนเสียงผมแต่ไม่ ဒီနေရာမှာဒီ chan လို့ဖုံလို့ထဲမတုံးတော့ပဲね chan ဆိုတဲ့စာလုံးတစ်လုံးကိုပြောပြမယ်ပေါ့เนาะ chan ကိုမြင်လိုက်ပြီဆိုအိုင်ဆိုတဲ့စကလုံးကိုမြင်လို့ရတယ်เนาะခုဆိုတဲ့စကလုံးကိုနမနာတစ်ခုနဲ့ပြောမယ်ပေါ့เนาะ look on ဆိုရင်အရင်တုန်းက chan สามารถขับรถเร็วได้ပေါ့เนาะအရင်တုန်းကငါကားကိုမြန်မြန်မောင်းတတ်တယ်အဲ့လိုမျိုးပုံစံပေါ့เนาะတကယ်တမ်းခုဆိုတဲ့အကြောင်းပြောလိုက်ပြီဆိုရင် look on အရင်တုန်းက เมื่อเช้ามันเนี่ยตรงกับอะไรมีบ้างเนาะอติกกูพบยาเลยสกลงตะคุกคู่เราป่าเลยมนี่ยเนาะอะไรมีกูก็คุดหลุดตรงเรายาเลยนอกจากลงขาจาเรอ คุดกูอาจจะแสดง้ายสกลงในตรงเรายา พรุ่งนี้เขาอาจจะมาที่คุดคำ tomorrow พรุ่งนี้สวย tomorrow คุดคำลากองหลาเลิเนีเนาะอาจจะมาที่คุดคำ tomorrow ทีสวยเนาะเขาเนาะ he could come tomorrow พรุ่งนี้เขาอาจจะมา น้องจะลงกา shall เนี่ย will เนี่ยบอกเนาะ อนาคตจะต้องนับที่เดียวเรื่องสกลงก็จะสุดท้ายสกลงเนี่ยต้องรู้ยากเลยอุปมาพรุ่งนี้ฉันจะไปตลาด I will go to market tomorrow รู้บ่เนาะ I will go to the market tomorrow เนี่ยแค่อาศัยตัวเมย์รู้บ่สามบ่เนาะ will เนี่ย shall เนี่ยก็ จาဆိုတဲ့စကားလုံးနဲ့တွန်းလို့ရတယ်ချွတ်ကိုထိုင်းလိုမျိုးကခွန်းတော့မဟုတ်ခွန်းจาတွန်းလို့ရတယ်เนาะအင်းပြောတင်တယ် should tell မနော်ခွခွန်းမပြောလို့ရတယ်เนาะခွခွန်း food အဲ့လိုပြောလို့ရတယ်ခဆိုတာ you ဆိုတဲ့နေရာမှာတွန်းတာပေါ့เนาะ you should tell ခွခွန်း food အင်္ဂလိပ်ဖာစီတာနဲ့ထိုင်းဖာစီတာပို့ပြီးတော့နေဆက်မှုရှိတယ် ပြောင်းပြန်စာလုံးတွေတိတ်မရှိဘူးဆမလို့မြန်မာစာနဲ့တော်တော်လေးပြောင်းပြန်ဖြစ်တယ်ပေါ့နော်ဥပမာအဥပမာဆိုရင် you should tell ဆိုလို့ရှိရင် tell when put ဆိုတာရိုက်ပြပြန်ထားတာပေါ့နော်ဆမလို့စကားခါကြပြောင်းပြန်ဖြစ်သွားတယ် mean တင့်တယ်ပြောအရင် mean ပြောတင့်တယ်လို့ပေါ့နော်ပြောင်းပြန်ဖြစ်တာဖြစ်တယ် would ခါကြတော့ would ဆိုတဲ့စကားလုံးက would like ဆိုတဲ့ဆိုရင် want to နဲ့တူတယ်လေနော်အဲ့ခါကြတော့ तू က เออ่ formal term ที่เดี๋ยว English ก็หลุดมือไปบ่เนาะ would ชื่อสักลงกูอยากจะชื่อสักลงเนี่ยเปลี่ยนเลยอยะไรโอ้ประมา I would like to ask something ฉันอยากจะถามอะไรหน่อย ฉันอยากจะถามอะไรหน่อยเอ้ดรออยากจะชื่อสักลงกูบาตัดเปลี่ยนเลยอย่างเนาะมีไม่สักลงขาจารอท่านหลุมมือกับอาจจะเพราะเนาะที่ไหนที่ขั้นมันที่สักลงตรงท้ายหลักที่เดียวจะจำรู้โอ้ปมา it's may rain this evening ฝนอาจจะตกเย็นนี้ ฝน อาจจะตก เย็นนี้เอามา rain ဆိုလို့ရှိရင် rainfall ဆိုတာကိုမသုံးဘဲနဲ့ rain ဆိုလို့ရှိရင်ฝนตกလို့တော့မမိုးရွာတယ်မိုးကျတယ်ဆိုတဲ့စကားလုံးနဲ့တွန်းလို့ရတာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဗီဒီယိုလေးတွေကြိုက်တယ်စိတ်ဝင်စားတယ်ဆိုရင်စိတ်ဝင်စားတဲ့လေးတွေပြပါနော်ပြီးလို့ရှိရင်ဒီနေ့မျက်ဝေသွားတဲ့ဒီနေ့မျက်ဝေသွားတဲ့ဟာအကျိုးရှိတယ်ဆိုလို့ရှိရင်ကိုယ့်တငယ်ချင်းမျိုးတက်တက်ခေါ်ပေးပါ share ပေးပါပေါ့နော် အင်္ဂလိပ်စကားနဲ့ရှင်ပြီးတော့ကိုသိချင်တဲ့အတိတ်တွေရှိတယ်ဆိုလို့ရှိရင် comment မှာ message မေးလာပါသို့မဟုတ်စမိုင်း messenger မှာလာမေးလဲရတယ်နောက်ထပ်ဗီဒီယိုပေါင်းများများစွာလုပ်ပေးချင်တယ်နော်